တောင်းကျွေတယ်ဆိုတဲ့အဓိပ္ပာယ်ကဒီအချိန်မှာအတူနေမိလို့တုတ်ကောင်လေးနဲ့ပေါင်းဆက်သွားမယ်ဆိုရင်တည်တည်နိုင်နေဆိုတဲ့အဓိပ္ပာယ်ပါတုတ်ကောင်လေးကမိမကိုထဲမှာ9ရက်လောက်နေနိုင်ပေမဲ့တောင်းဥလေးကတော့တရက်ပဲရှင်နိုင်ပါတယ်ဒါကြောင့်ကိုဝင်လိုချင်တဲ့သူဆိုရင်တော့တောင်းကျွေတဲ့အချိန်မှာအတူနေဖို့လိုတယ်လို့ကိုဝင်မရချင်တဲ့သူကလည်းဒီရက်ကိုရှောင်ထားဖို့လိုပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာကတော့အမျိုးသမီးတွေအနေနဲ့တောင်းကျွေကန်နေပြီဆိုလို့ရှိရင်ဘာတွေခံစားရနိုင်လဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် thank you နောက်တစ်ခါရာတီလာမဲရက်ကနေပြောင်းပြန်တွက်လိုက်လို့၁၄ရက်မြောက်နေ့ဟာဆိုလို့ရှိရင်တအုပ်ကျွေတဲ့နေပါပဲအလွယ်တက်မယ်ဆိုရင်တော့ရာတီဆုံဝန်းကနေ၁၄ရက်ကိုနှုတ်လိုက်ပါဒါဟာတအုပ်ကျွေမဲနေပါပဲဥပမာ၂၈ရက်တခါလာတဲ့သူကရာတီဆလာပြီးတော့၁၄ရက်နေဆိုရင်တအုပ်ကျွေပါတယ်ရ30နေမှာတခါလာတဲ့သူကတော့ရာတီဆလာပြီး16ရက်ဆိုရင်တော့တအုပ်ကျွေပါတယ်ဒါပေမဲ့တအုပ်ကျွေတာကဟော်မုန်းအပြောင်းအလဲပေါ်မူတည်ပြီးတော့ရှေ့တိုးနောက်ဆုံးရှိပါတယ်ပြီးတော့ ကောင်လေးကမိမကိုထဲမှာနေနိုင်တဲ့အတွက်ကြောင့်မို့လို့ရှေ့ရက်တွေမှာအတူနေပြီးတော့တအားဥကျွေတဲ့တရက်ပဲရှောင်မယ်ဆိုရင်တော့စိတ်ချရပါဘူးเนาะ တာဥကျင်မဲ့ရဲ့ရဲ့အရှိပိုင်း၄-၅ရက်လောက်နဲ့နောက်ပိုင်း၄-၅ရက်လောက်ရှောင်ထားမှစိတ်ထားရပါမယ်။ကိုဝင်လိုချင်တဲ့သူတွေကတော့ဒီရက်ပိုင်းအတွင်းမှာအတူနေရမှာပါ။ဘယ်နေ့မှာတာဥကျင်မှာလဲ။ဘယ်နေ့ကမျိုးအောင်နိုင်တဲ့နေ့တွေလဲ။ဘယ်နေ့မှာအတူနေဒါမှမဟုတ်ရက်ဆောင်ရမလဲဆိုတာကိုတာဥကျင်ခြင်းကိုတွက်ချက်တဲ့ကျမ်းမာရေးကရိယာမှာအလွယ်တကူတွက်ချက်နိုင်ပါရဲ့နော်။တာဥကျင်တဲ့ရက်ကလေလိုပဲရှေ့တိုးနောက်ဆုတ်ပြေးနေတော့တာဥကျင်တဲ့လက္ခဏာတွေကိုပါစောင့်ကြည့်ရပါမယ်နော်။တာဥကျင်တော့မယ်ဆိုရင်ပထမအဦးဆုံးအချက်အနေနဲ့ ဲ့အဖြူစင်းပါမယ်။တောင်ဥကျူရဲ့ရဲ့နာရောက်လာပြီဆိုရင်မမကိုကကျဲဥအကာလို့ဖြူချွဲချွဲတွေစင်းပါတယ်။ဒီလိုစင်းနေမှာပဲတုတ်ကောင်လေးတွေတက်ရလွယ်ကူမှာမို့လို့တဘောဝကြီးကဖန်တီးထားတာပါ။ နောက်ရက်တစ်ခုကတော့ခနာကိုအပူချိန်မှာတာဟုတ်ကျင်းပြီးလို့ရှိရင်ပရိုဂျက်စတုန်းဟော်မုန်းထွက်လာပြီးတော့ဒီဟော်မုန်းကခနာကိုအပူချိန်ကိုတက်စေပါတယ်။တာဟုတ်ကျတဲ့ရက်နာရောက်ပြီဆိုရင်တော့အပူချိန်ကိုတိုင်းပြီးတော့အမှတ်မှတ်ထားပေးပါ။အပူချိန်တက်သွားတဲ့ရက်ကတာဟုတ်ကျတဲ့ရက်ပါပဲ။လှလှုပ်ရှားရှားလို့ရင် အပူချိန်ပြောင်းတက်လို့တတမတ်သေးဖြစ်အောင်လို့မနဲ့မိုးလင်းလို့အဲ့ရထထချင်းအဲ့ရထဲမှာတင်အပူချိန်တိုင်းပြီးတော့အမှတ်ထားလိုက်ပါနော်။နောက်ရက်တစ်ချက်ကလိန်စိတ်တက်ကြွာတာ။တဘာဝတရားကြီးကတာဟုတ်ကျတဲ့အချိန်မှာကိုဝင် ရလွယ်အောင်လို့အမျိုးသမီးတွေကတာမန်ထက်လိန်စိတ်တကြွအောင်ဖန်တီးပေးထားပါတယ်။ဒါကြောင့်တာဥကြွေကျင်ဆိုရင်တာမန်ထက်လိန်စိတ်တကြွမှုကိုခံစားရနိုင်ပါတယ်။ဒါပေမဲ့စိတ်ဖိစီးနေမယ်ဆိုရင်တော့ဒီလက္ခဏာကမပြတ်တက်ပါဘူးနော်။နောက်တစ်ချက်ကအရင်သားတင်တာပါတချို့အမျိုးသမီးတွေကတအားဥကြွေကျင်ဆိုရင်ရင်သားတင်တတ်ပါတယ်ရာသီလာခံနီးလေတင်လေပါ တချို့ကြတော့လေတရီသားစေးတွေတောင်းနေတဲ့အမျိုးသမီးတွေကြအသားဥကျွေတာနဲ့မဆိုင်ပဲနဲ့ဆေးကြောင်ဟော်မုန်းပြောင်းလဲဖြစ်ပြီးတော့အရင်သားတင်းတက်ပါတယ်။နောက်တစ်ချက်ကဘိုက်အောက်တာပါ။ရာသီလချိန်မှာတည်းမကပဲနဲ့အသားဥကျွေချိန်မှာဆိုရင်လေဘိုက်အောက်တက်ပါတယ်။အများစုကဘိုက်အောက်ပိုင်းမှာမတိမတာပဲနာပြီးတော့ပျောက်သွားတတ်ပါတယ်။သိတော်မသိလိုက်ပါဘူး။ရှာရှာပတ်ပါတချို့တွေမှာတော့ပြင်းပြင်းထန်ထန်နာလို့မျိုးအောင်နိုင်တဲ့အချိန်မှာအတူနေဖို့တောင်ခက်ပါတယ်။ဒီလိုမျိုးပြင်းပြင်းထန်ထန်နာနေမယ်ဆိုရင်တော့တခြားယောဂါတွေလည်းစစ်ဆေးဖို့လိုအပ်တာကြောင့်ဆရာဝန် ဲ့ပြသတင်ပါတယ်။နောက်ရတဲ့ချက်ကစစ်စစ်တာပါ။တာဥကျွေရာကိုကိုဝင်ရှိတာကိုစစ်တယ်လို့မျိုးစစ်စစ်တန်နဲ့စစ်လို့ရပါတယ်။နှစ်ချောင်းပေါ်ရင်တာဥကျွေနေရပါ။နောက်ပိုင်းမှာလက္ခဏာတွေကိုစောင့်ကြည့်ရတာကခက်ခဲလို့ဒီနီးလန်းကိုတုံးလာကြပေမဲ့သူ့မှာလည်းကန့်သက်ချက်လေးတွေရှိပါတယ်။အဲ့ဒါတွေကတော့ကိုအမူချင်းကိုတိုင်းတာလောက်မတိကြပါဘူး။တစ်ခါတလေနှစ်ချောင်းလားတစ်ချောင်းလားမတဲကြွယ်ပါဘူး။စေးကြည့်ပါတယ်။နှစ်ချောင်းပေါ်တိုင်းတာဥကျွေလို့တစ်ထိပ်ကျသတ်မှတ်လို့လည်းမရပါဘူး။တာဥဝင်အရေးတည်တဲ့အမျိုးသမီးတွေကတာဥမကျေနိုင်ပေမဲ့ နှစ်ကြောင်းပေါ်တတ်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်အမျိုးသမီးရေတောက်ကြေကန်ဤမှာဘယ်လိုလက္ခဏာတွေခံစားရတတ်တယ်လဲဆိုတာကိုဒီလောက်ပြီးလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။